ဖြူကြီးနဲ့နဲ့ကြီးနှစ်ကောင်ရှိတယ်တဲ့အဲ့ဒါကိုလူနောက်တစ်ယောက်ကနှစ်ဖားကျိုးတစ်ချောင်းနဲ့ပူပြီးတော့ထိုးပြီးတော့ခြိထားလိုက်တယ်နှစ်ဖားကျိုးကတစ်ချောင်းနဲ့နှစ်ပလန်ချတာဒီဘက်မှာနွားကြီးရှိပါတယ်တိမှာပါနှစ်ပလန်ချတယ်ဆိုတာနှစ်ဖားကျိုးကိုပါလို့ကျိုးပေါ်မှာလည်းမင်းတော့မခြိတော့ပဲနဲ့ပုတ်ချတာဟုတ်လားနှစ်ဖားကျိုးတစ်ချောင်းနဲ့ထိုးပေးထားတယ်ဝန်းလေးနဲ့ခြိတာအဲ့ဒါနှစ်ဖြူကြီးကစဉ်းစားတယ်ဒီနဲ့နဲ့ကြီးကြောင့်မသွားခြင်းမသွားဘူးမလွတ်လပ်ဘူး နည်းနည်းကြီးကလည်းစဉ်းစားတယ်ဒီနှဖြူကြောင့်ငါသွားကြရမသွားဘူးမလွတ်လပ်ဘူးလို့စဉ်းစားနော်အဲ့ဒီစဉ်းစားချက်နှစ်ခုစလုံးစီမှန်လားမှားလားလို့မြင်မှားတယ်နှဖြူကြီးကြောင့်နည်းနည်းမလွတ်လပ်တာလည်းမဟုတ်ဘူးနည်းနည်းကြီးကြောင့်နှဖြူမလွတ်လပ်တာလည်းမဟုတ်ဘာကြောင့်သူတို့နှစ်ကောင်မလွတ် မလပ်ဖြစ်နေတာလဲလို့မြင်နှစ်ပါးအကျိုးကြောင့်ဟုတ်လားအဲ့လိုပဲတရားမတော်ကုသိုလ်တွေလည်းပဲတယောက်ကတယောက်နှောင်ဖွဲ့ထားကြတယ် ဲ့ဒီနှောင်ဖွဲ့မှုတွေကြောင့်သူလည်းပဲကိုယ်ကြောင့်မလွတ်လပ်ဘူးကိုယ်လည်းပဲသူ့ကြောင့်မလွတ်လပ်ဘူးအပေါ်ယံကြည့်ရင်တော့သူ့ကြောင့်ကိုယ်ကြောင့်လို့ထင်ရပေမလို့တကယ်တမ်းကဘာကမလွတ်လပ်အောင်နှောင်ဖွဲ့ထားတယ်လို့မေးရင်ချစ်ချင်းတရားကနှောင်ဖွဲ့ထားတာဟိုထင်တာကလူချင်းချင်းနှောင်ဖွဲ့နေတယ်လို့ထင်တာတကယ်တကယ်ကလူချင်းချင်းကနှောင်ဖွဲ့တာလားမဟုတ်ဘူးနော်ကိုယ့်ရဲ့ချစ်ချင်းတရားကပဲကိုယ့်ကိုနှောင်ဖွဲ့တာအဲ့ဒီချစ်ချင်းပြတ်သွားပြီဆိုလို့ရှိရင်လူချင်းချင်းကနှောင်ဖွဲ့လို့ရသေးတယ်လားမရအောင် တဏီဟသင်္ကတိတာကန္တသင်္တိမနောမယပုတ္တုတဲ့တတ္တဝါတွေဟာများလာစွာသောချစ်ချင်းတရားတို့ဖြင့်အချင်းချင်းနှောင်ဖွဲ့နေကြတာရှိတယ်တဲ့တိဘုဒ္ဓဥပတပင်တည်တယ်အဲ့ဒီချစ်ချင်းဆိုတဲ့တရားဟာအဲ့ဒီတတ္တဝါကိုပြင်းထန်စွာပူလောင်စေလိမ့်မယ်တတ္တမတဏီဟနာတော်စီဒါကြောင့်အဲ့ဒီချစ်ချင်းကိုမမကြိုက်ဘူးတဲ့အဲ့ဒီမှာဦးဇင်းတို့စကလုံးလေးကိုအတိအကျစီစစ်ကြည့်နော်တိဘုဒ္ဓဥပတပင်တည် ချစ်ချင်းတရားကအဲ့ဒီလိုကိုပြင်းထန်စွာပူလောင်စေလိမ့်မယ်ဘုသာဆိုပြင်းပြင်းထန်ထန်လို့အဓိပ္ပာယ်ရဥပတပင်တိဆိုတာပူလောင်တယ်ချစ်ချင်းကြောင့်ဖြစ်တဲ့ပူလောင်မှုလောင်ကျွမ်းမှုဟာတတ်တောင့်တတ်တာမဟုတ်ဘူးလို့ပြောတာပြင်းပြင်းထန်ထန်ပူပူလောင်လောင်ခါခါသေးသေးသွားတာဒါဝနားလေဖို့လိုရနော်ချစ်ချင်းကြောင့်ဖြစ်ရတဲ့ဆင်းရဲမှုဟာတတ်တောင့်တတ်တာမဟုတ်ဘူးဒါဒီနေ့မှာဦးဇင်းတို့ချစ်ချင်းကြောင့်ဒုက္ခရောက်တယ်ချစ်ချင်းကြောင့်ဆင်းရဲရတယ်ဆိုတာကို လူတွေဟာတွေးမိကြတယ်အများသောအားဖြင့်ချစ်စရာခင်စရာတွေနဲ့ချစ်နေခင်နေရရင်ပါရမှုကြည်နှုံးမှုအပြည့်နဲ့နေရတယ်လို့ထင်နေကြချစ်ခင်နှစ်သက်မှုမြတ်နှုံးမှုဟာပျော်ရွှင်မှုကိုဖြစ်စေတယ်လို့ပဲလူအများစုကထင်နေကြတကယ်တကယ်ကအဲ့လိုမဟုတ်ပြရတော်ဇာယတိတော့ပြရတော်ဇာယတိပဲအချစ်ချင်းကြောင့်စိုးရင်ရတယ်ချစ်ချင်းကြောင့်အန်တေးရဆိုတာဖြစ်ရဒီချစစ်သားကြီးလေး လက်တွေ့တက္ကသိုလ်တို့အင်္ဂလိပ်ရဲ့စီထဲမှာကုလုံးနေရတာပြန်မနေရတယ်တော်တော်များများကချီရတဲ့မျက်နှာရတဲ့ပုံစံတွေနဲ့ပတ်သက်ပြီးတော့ပဲဥနေကြတာဟုတ်တယ်မဟုတ်လားယေစွာဘုရားတက်ကရွာတတိတယောက်ယေစွာဘုရားဒီကိုရောက်လာပြီးတော့မိခွန်းတစ်ခုမေးတယ်မေးတဲ့မိခွန်းတွေကရန်တန်ကိုရှိပါတယ်အရှင်မယားတဲ့အာတရားတဏှာကြီးတောင်းကြောသွားပြီပြောကြတယ်အများကြီးရှိတယ် အမေနဲ့ဆိုတော့ပြောနေစားတော့ဆုံးအောင်ပြောရတော့မှာပဲဟုတ်လားပြီးမှလူရင်းကိုချုံချာတော့မှာအမေနဲ့ဆိုတော့မျက်စွာဗျာတဲ့ဒုက္ခတွေကဘာကြောင့်ဖြစ်တယ်လဲဒုက္ခတွေကဘာကြောင့်ချုပ်တယ်လဲဟောအရင်အရေးပါတဲ့မေးခွန်းနော်ဒုက္ခဘာကြောင့်ဖြစ်တယ်လဲဒုက္ခဘာကြောင့်ချုပ်တယ်လဲအဲ့လိုမေးတော့မျက်စွာဗျာဘာဖြစ်ရောဆိုတော့တခါကြီးတဲ့ဒုက္ခဖြစ်ပုံဒုက္ခဘာကြောင့်ဖြစ်ရလဲဒုက္ခဘာကြောင့်ချုပ်ရလဲဆိုတော့တဲ့ဟောငါပြောမယ်အဲ့လိုပြောတဲ့အခါမှာ เนาะอดีตกาลตรงนั้นก็บลูบลูนี่จ้องทุกข์บลูผิดตัวเลยทุกข์บลูฉุบเลยอดีตกาลก็ผิดแห่กูอาจารย์ปิ้วไปแล้วပြောมั้ยส่วนเองอ่าไอ้ห่านกูตรงนั้นผิดกระเดกิซาบาโหลดกาอี้อ่ะยုံเย็นมายုံเมเด้แต่จ้องอดีตกาลตรงนั้นก็อผิดเป็ดกูอฉีคั้นไปแล้วทุกข์บ้าจ้องผิดเลยทุกข์บ้าจ้องฉุบเลยงาไม่เปียวอูเด้อนาคตกาลมาဖြစ်ပြက်ကိုအခြေခံပြီးတော့ဒုက္ခဖြစ်ခြင်းချုပ်ခြင်းပြောမှာဆိုအဲ့ဒါနောက်မှဖြစ်မကိစ္စဆိုပြီးတော့ပေါ့ရင်ပေါ့နေလိုက်ပဲဒါကြောင့်အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းမပြောဘူးလေအခုလောလောဆယ်ဟုတ်လား ဒီနားမှာထိုင်နေတဲ့ငါကဒီနားမှာထိုင်နေတဲ့တင့်ကိုဒုက္ခဘာကြောင့်ဖြစ်တယ်လဲဒုက္ခဘာကြောင့်ချုပ်တယ်လဲဆိုတာကိုအခုလက်တွေ့ပြောမိတယ်ဟောစကားပြောဘလို့ကျွမ်းကျင်တဲ့စဉ်းစားနော်ဒီနားမှာထိုင်နေတဲ့ငါကဒီနားမှာထိုင်နေတဲ့တင့်ကိုအခုထိုင်ရမထဒုက္ခဘာကြောင့်ဖြစ်လဲဒုက္ခဘာကြောင့်ချုပ်လဲဆိုတာကိုပြောမိတယ်လောက်စိတ်ဝင်စားတဲ့အကောင်ပြောမပြောရသေးဘူးစိတ်ဝင်စားတဲ့ဖြစ်အောင်ပြောနိုင်တယ်နော်တခါကြီးတဲ့တင့်ကိုငါမေးမယ်အဲ့ဒီတခါကြီးကဥရဝေလကပ္ပမှာနေကုန်ရောမှနေတာ 我哩，我哩，为了干帮忙嘞。得种地要多开药路些，田多开药啊没，哎路得种地要稀得来。肥料要要地路，地要要拿路下路，地要要季节多开药路，多开药啊没，哎路地要要稀得来。啊稀完了的啊，地要要多开药路，多开药啊没，哎地要要稀得来路没路表稀的。那路属于什么的？得种地要多开药路，田多开没浇药没，哎路得种地要够稀得来。 အဲ့ဒါလည်းရှိတာပဲတဲ့နားလည်လားမသိနည်းနည်းပြန်ပြောနော်တယောက်ယောက်ဒုက္ခရောက်လို့ကိုဒုက္ခရောက်သွားရတယ်အဲ့ဒီလိုမျိုးတယောက်ယောက်ရှိသလားရှိတာပေါ့တယောက်ယောက်ဒုက္ခရောက်သွားလို့ကိုဒုက္ခမရောက်ဘူးဆိုတဲ့အဲ့လိုတယောက်ယောက်မျိုးပေါ့ရှိတာရှိတာပဲလေတချို့ပဲသူဘလို့ပဲဒုက္ခရောက်နေနေမောင်းနေနေလှမ်းနေလေကိုကဘာမဆိုင်တာလေဘာမှကိုမှဒုက္ခမရောက်အဲ့လိုလိုကမရှိဘူးလားရှိအဲ့ဒါမျက်စောပြရပါပြောလို့ဆိုတကယ်အဲ့လိုဆိုစဉ်းစားရတယ် ဒီတရားဒုက္ခရောက်ရင်တော့သင်ဒုက္ခရောက်ရတယ်ဒီတရားဒုက္ခရောက်ရင်တော့သင်ဒုက္ခမရောက်ရဘူးတဲ့အဲ့ဒါလို့ဘာဖြစ်လို့ကိုယ်ပြချမ်းသာနေရသလဲတဲ့သူ့ဝပြင်းမေးတာနော်အတူတူဘယ်လိုပြောတော့ဆိုတော့မျက်စွာဗျာတဲ့တပည့်တော်ချစ်ခင်ရတဲ့နှစ်သက်ရတဲ့မျက်နှာရတဲ့လူတွေဒုက္ခရောက်ပြီဆိုတော့ဒီလိုဒုက္ခရောက်ရတာပေါ့တဲ့ဒီလိုချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုမရှိတဲ့လူတွေဒုက္ခရောက်တော့သူ့သူဘယ်လောက်ပဲရောက်နေတယ်အဲ့ဒါဒီလိုဒုက္ခရောက်စရာအကြောင်းမရှိဘူးအဲ့လိုဆိုရင်တခါကြီးတဲ့တင်ကိုတိုင်းပဲဒုက္ခဘာကြောင့်ဖြစ်တယ်ဒုက္ခဘာကြောင့်ချုပ်တယ်ဆိုတာတင်ကိုတိုင်းပဲဖြေလိုက်ပြီးသားဖြစ်သွားပြီတဲ့ကဲ့ <laughs> ဘလောက်ကျွမ်းကျင်တော်မူလဲဆိုတာစဉ်းစားတော့ညင်းရောညင်းလို့ရလားမရဘူးဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားဗာချက်ပြီးတော့ပြောလိုက်တော့ဆိုတာတခါကြီးတဲ့အတိတ်ကာလတုန်းကဒုက္ခရောက်တယ်ဆိုတာလည်းပဲအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ပဲဒုက္ခရောက်ရတာအခုဒုက္ခရောက်နေကြရတယ်ဆိုတာလည်းအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ပဲဒုက္ခရောက်နေကြတာနောက်မှဒုက္ခရောက်ကြမဲ့လူတွေလည်းပဲအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ပဲဒုက္ခရောက်ကြတာအဲ့တော့တခါကြီးကဘာပြောလဲဆိုတော့ မှန်လိုက်တာဗျာတဲ့တပည့်တော်မြို့ရဲ့ပြင်ပမှာရေရော်ရဲ့တာလီစိရပဝါလေးဆိုတာရှိတယ်။အဲ့ဒီကလေးအိမ်ပြန်ရောက်မလာမဖြစ်တော့တနေရာဒီခွဲအိမ်တာနဲ့တူတာ။တင်းရလူတယောက်ကိုသွားကြည့်ခန်း။ဟာကလေးချမ်းချမ်းမမရှိရလား။သွားကြည့်ရ။သွားကြည့်ခိုင်းတဲ့လူပြန်မလာမဖြစ်သူ့မှာရင်မနေရတယ်စိတ်ချရလို့ရှိဘူး။ဒါတော့လက်တွေ့တောင်သူကပြောရအောင်နော်။ပတပေးတဲ့လူဒါကတရားဆိုတာကလုံးလုံးစင်ဟုတ်လားဖြစ်နေတာလေးတွေကိုအချိန်ခံပြီးတော့မှန်မှန်ကန်ကန်တည်သွားရင်အလုံးမနှစ်တာတာမရှိဘူးလား။ရှိရတော့။ ဒါကြောင့်ခုဘုရားတော်ကပါပြောလို့ချစ်ချင်းဟာတတ္တဝါတွေကိုပြင်းထန်စွာပူလောင်စေတယ်။ဒါကြောင့်ဒီချစ်ချင်းကိုသူမကြိုက်ဘူးလို့ပြောတာ။တရားမင်းရဲ့ခြေစူးကြောင့်တိလို့လဲစိတ်ကြောင့်တို့တို့သိရတာနော်။ဟုတ်တယ်မဟုတ်လား။အမြဲရဲ့ဒေါသရဲ့လောဘရဲ့ချစ်ချင်းရဲ့ဒီတရားလေးမျိုးကင်းမရစေလို့ဘုရားတော်ကဆုတောင်းတယ်။အဲ့ဒီတရားလေးမျိုးမှာဘာပြည့်ရှိလို့တရားကင်းနေရတာတော့လို့မေးလို့အခုဒီတရားလေးမျိုးရဲ့အဖြစ်ကိုပြောလိုက်တာ Mm-hmm.